ဒီမင်းသားတွေဟာတကယ်ပဲ GMMTV ရဲ့အချမ်းသာဆုံး BL မင်းသားတွေလား။ GMMTV ဟာလူငယ်တွေအကြားရေပန်းစားအောင်မြင်ခဲ့တဲ့ BL series တွေဖြစ်တဲ့ Love Sick, So Does the Series, Theory of Love, Dark Blue Kiss, Together the Series, Bad Buddy, Thousand Star, My School President တို့လိုမျိုးအောင်မြင်မှုများစွာရခဲ့တဲ့ series တွေရဲ့အဓိကပဲကန်ရှင်လည်းဖြစ်ပါရည်။ထိုင်းနိုင်ငံကနုပညာရှင်တော်တော်များများက GMMTV ကဖြစ်ပြီးနာမည်ကြီးတရုတ်ဆောင် BL မင်းသားတွေကလည်း GMMTV ကပဲဖြစ်ပါရည် GMMTV ကအနုပညာရှင်တွေကရုပ်ချောပြီးအနုပညာဒဲလန်အပြည့်ရှိအောင်နေမှာပဲတချို့ဆို family background ကအစချမ်းသာကြွယ်ဝတဲ့မိသားစုကလာကြတာပါ အခုတစ်ခါမှာတော့ GMMTV ရဲ့အချမ်းသာဆုံးစီးဝင်အနုပညာရှင်များအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 Day 1 data ဟာဆိုရင်သူ့ရဲ့ယောက်ျားဆန်တဲ့ပုံစံนี่မိမိုင်းတဲ့အရက်ကြိလက်တောင်တင်းတဲ့ခန္ဓာကိုယ်အချိုးအစားတွေကြောင့်သာမကသူ့ရဲ့သူတစ်ပါးကိုဂယူဆိုင်နှိမ့်သိမ့်ပြီးတဲ့ပြုမှုတွေကြောင့် data ကိုမကြွေတဲ့သူမရှိပါဘူး ဒေးတဝန်ကမြန်မာနိုင်ငံကိုလည်းအယမ်းချစ်တဲ့မင်းသားလို့လည်းပြောလို့ရပါသည်ဒေးတဝန်ဟာမျိုးရိုးစင်ဆက်ချမ်းသာလာသူဖြစ်ကမွေးတဲ့ကရွှေစုံကြိုက်မွေးလာသူလည်းဖြစ်ပါသည်ပိုင်ဆိုင်မှုကလည်းမနေမနောဖြစ်ပြီးချင်းမိုင်မှာလည်းဟိုတယ်တွေအများကြီးပိုင်ပါသည်နံပါတ်2ဂျေမနိုင်းနိုရာဝေမတ်စကူပရက်စီဒန့်ရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့ဂျီမနိုင်းဟာဆိုရင်အသက်ငယ်သေးပေမဲ့ယောက်ျားပိသားပြီးစမတ်ကြလို့တဲ့ပုံစံတွေကြောင့်ပရိသတ်တွေကြောင့်မှလူကြိုက်များရေပန်းစားပါသည်။သရုပ်ဆောင်နေတော်တာမဟုတ်ဘဲတူရိယာပေါင်းစုံနဲ့တီးခတ်ပြီးတချင်းဆိုလဲအရန်တော်တဲ့ ဂျီမနိုင်းဟာမြန်သူတိုင်းချွေရတဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်ဂျီမနိုင်းဟာတဦးရီသောသားဖြစ်ပြီးဖခင်ဖြစ်သူကနာမည်ကြီးဆရာဝန်တယောက်ဖြစ်က GMMTV ကအမှုပညာရှင်နေထဲမှာအချမ်းသာဆုံးနေတဲ့ကတယောက်ပါပဲနံပါတ်3ဝင်းမဲ့ထဝင်းဝင်းကသူ့ရဲ့ကိုပိုင် brand ဖြစ်တဲ့ Valence Clothing Brand နဲ့ Sorry BKK Macaron ကိုလည်းထူထောင်ထားပြီး Sorry BKK ဟာဆိုရင်ထိုင်းနိုင်ငံရဲ့နံပါတ်1 Macaron တွေကတစ်ခုဖြစ်ပါတယ် ဝင်းကသူ့ရဲ့နာမည်ကျော်ကြောင်းမှုကြောင့်ပြည်ရင်းနဲ့နိုင်ငံတကာအမှတ်အစိတ်အမျိုးမျိုးမှာ brand ambassador ဖြစ်ခန့်အပ်ခြင်းခံထားရပြီးအဲဒီကနေလည်းအကျိုးမြတ်တွေများစွာရရှိနေတာဖြစ်ပါသည်အထူးသဖြင့် Shiseido, Vivo, Lazada, CP Brand, Bangkok Bank ထိုင်းနိုင်ငံမှာရှိတဲ့အကြီးဆုံးကွန်ရက်ပံ့ပိုးမှုဖြစ်တဲ့ 5GIS နဲ့ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ထိတ်တန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ Globe Telecom တို့လိုမျိုးနာမည်ကြီးကုမ္ပဏီတွေနဲ့လည်းလက်တွဲခဲ့ပြီးသူ့ရဲ့အောင်မြင်မှုကမရတတ်နိုင်လောက်အောင်ဖြစ်ခဲ့ပါသည်ဝေမဲ့ထဝင်းက GQ L Official, Ellie, Harper Bazaar, Vogue စားရနာမည်ကြီး fashion magazine များရဲ့အဓိက model လေးဖြစ်ပါသည်။ဒါ့အပြင် Louis Vuitton, Valentino, Dior, Gucci, Burberry, Prada နဲ့ Moschino တို့အပါအဝင်ဇိမ်ခံအမှတ်စိတ်များရဲ့ brand ambassador တူလည်းဖြစ်ပါသည်။ Women Twin ကသူ့ရဲ့ Instagram အကောင့်မှာပုံတပုံတင်ယုံတဲ့ဝင်ငွေ1.3 million လောက်အထိရရှိနေတဲ့မင်းသားတစ်လက်လည်းဖြစ်ပါသည်။2023ခုနှစ်ဇန်နဝါရီလ6ရက်နေ့မှာတော့ Italy ဇိမ်ခံ fashion အိမ် Prada က ဝင်းကိုသူတို့ရဲ့ Global Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်။သူက EMV and Media Value ကိုလည်း2022ခုနှစ်မှာဒေါ်လာ9.8တန်းလှူခဲ့ပါတယ်။ပိုင်ဆိုင်မှုများပြီးချမ်းသာသလောက်အလှူတန်းလည်းရရောတဲ့သူတွေဖြစ်ပါတယ်။ဝင်းရဲ့ပိုင်ဆိုင်မှုတွေကတော့ဒါကုန်မဟုတ်သေးဘူးလို့လည်းပြောကြပြီး GMMTV မှာရွှေစွန်းကြိုက်ပြီးမွေးဖွားလာတဲ့မင်းသားတွေထဲမှာဝင်းကတဦးလည်းအပါဝင်ဖြစ်ပါတယ်။နံပါတ်၄ NIO NIO ကတော့ GMM ရဲ့နာမည်ကြီးမင်းသားတစ်လက်လည်းဖြစ်ပါတယ်။ နီယိုကိုဇန်နဝါရီလ14 2000ခုနှစ်မှာထိုင်းနိုင်ငံဘန်ကောက်မှာမွေးဖွားခဲ့ပါတယ်။နီယိုဟာဘန်ကောက်ခရစ်ယာန်ကောလိပ် BCC ဆိုတဲ့ private boys school မှာတက်ခဲ့ပြီး School of Entrepreneur and Management ဘန်ကောက် University မှာတက်နေပါတယ်။ဘွေးတော့မရသေးပါဘူး။နီယိုကအနုပညာလောကရဲ့မွေးငင်ထိုင်း National Youth Basketball Team က Basketball Player တယောက်လည်းဖြစ်ပါတယ်။ဒါအပြင်မိသားစုအတိုင်းဝိုင်းကလည်းချမ်းသာအနုပညာအလုပ်မလုပ်ရရင်တော့ AACC နေနိုင်တဲ့အတိုင်းဝိုင်းကလာတယ်လို့လည်းသိရပါဗျာ။